မိမနဲ့တမီးရှိတဲ့အင်းစိန်ထောင်ပိုင်နဲ့ဖောက်ပြန်နေတဲ့တနာမှုတဲ့မင်္ဂလာပါပြည်သက်ကြီးတို့ရဲ့လက်တလုံးမြမအမှုမြန်လောကမှာပွက်လောရိုက်နေတဲ့တည်င်းတပုတ်ကတော့မင်းသမီးတနာမှုတဲ့ကအင်းနောက်ရှိအရာရှိကြီးတဦးနဲ့ဖောက်ပြန်မှုအရှုပ်တော်ပေါ်မှာပဲလက်တလုံးကမှလောလောလတ်လတ်ပွဲဖြစ်ထားတဲ့တနာမှုတဲ့တယောက်ဟာဆိုရင်ဖြင့်အခုသူမရဲ့အကြောင်းတွေကိုဘူးပေါ်တယ်လို့ပဲပေါ်လာနေပြီပဲဖြစ်ပါတယ်မင်းသမီးတနာမှုတဲ့ဟာ Forever Crew ရဲ့လက်အောက်ကမင်းသမီးတက်လက်ပါသူမဟာအမှုမြန်လောကမှာရုပ်ရည်လှပမှုနဲ့အတူစကားများစွာကိုရိုက်ကူးခဲ့ပါတယ်သူမကလက်တလုံးမှာသူမရဲ့ရည်စောင်ဖြစ် ်သူနဲ့ပြဿနာတွေတက်နေပြီးတော့ပြည်သက်တွေစီကနေထောက်ခံအားပေးမှုများရရှိထားတဲ့သူလည်းပဲဖြစ်ပါတယ်။ဒီစားအောင်ရွှေမန်းရဲ့အရှုပ်ထုတ်တွေပေါ်လာတဲ့နောက်ပိုင်းရွှေမန်းအောင်ဆွဲတွေကသူမကိုဆွဲချဖို့ကြိုးစားခဲ့ကြပြီးမယ်။ချစ်ချလက်ချဖြည့်ရှင်းခဲ့တာကြောင့်သူမဘက်မှပြည်သက်တွေကယက်တီခဲ့ကြတာလည်းပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းခုခါမှာတော့သူမရဲ့နောက်ကျောင်းတွေကပူပေါ့တလို့ပေါ်လာနေပြီးပဲဖြစ်ပါတယ်။လက်တလောကမှာဒီစားအောင်ရွှေမန်းနဲ့ပြဿနာတွေဖြစ်ပွားခဲ့ပြီးသူမဘက်ကတုံ့ပြန်မှုများကြောင့်ပြည်သက်တွေရဲ့အထောက်ခံအားပေးမှုကိုအခိုင်အမာရရှိခဲ့သူဖြစ်ပြီးဒီလိုအားပေးထောက်ခံမှုရရှိထားတဲ့အချိန်မှာပဲသူမရဲ့နောက်ကျောင်းအရှုပ်တော်ပုံများပေါ်ပေါက်လာခဲ့ ခြင်းဖြစ်ပါတယ်။တနာမိုးသိန်းနဲ့ဖောက်ပြန်ခဲ့သူမှာပြည်ထရေးဝန်ကြီးဌာနအချင်းဦးစီးဌာနကနေပြည်တော်ညွှန်ကြားမှုဇော်လင်းအောင်ဆိုသူပဲဖြစ်ပါတယ်။သူမှာတရားဝင်ဇနီးနဲ့သမီးငယ်လေးတဦးကိုပိုင်ဆိုင်ထားတဲ့အိမ်အောင်တဲ့ဖခင်တဦးလည်းပဲဖြစ်ပါတယ်။တနာမိုးသိန်းကရွှေမန်းနဲ့တွဲနေစဉ်ကပင်ဇော်လင်းအောင်နဲ့ပါတပြိုင်နက်တည်းတွဲခဲ့တယ်လို့သတင်းတွေကဖော်ပြထားပါတယ်။သူတို့နှစ်ဦးဖူးစာဆောင်စီရဲ့အောင်တွဲပေးသူမှာအမတီဖူးမှပြတ်တနေတယ်။ညူနင်းတို့ထာဝရဝေဇက်လန်တွဲမှာတယောက်ဆောင်မုံဖြစ်တယ်လို့လည်းဆိုပါတယ်။သူတို့နှစ်ဦးကယခုနှစ်ဖေဖော်ဝါရီလဝင်းကျင်မှာစတင်ပတ်သက်ခဲ့ကြပြီးတော့မင်း မီးရဲ့ Facebook page မှာတင်ခဲ့တဲ့ပကြီးကားလေးဟာလေချွေမန်းကိုရည်ညွှန်းတာမဟုတ်ပဲဇော်လျောင်းကိုရည်ညွှန်းခြင်းဖြစ်တယ်လို့ဒါခဲ့ပါတယ်သူတို့နှုတ်ရဲ့ချစ်ဇလန်းကတတိပုံမဟုတ်ပဲနေပြည်တော်မှာလူသိရှင်ကြားဖြစ်ခဲ့တယ်လို့လည်းဆိုပါတယ်ဇော်လျောင်းကတန်တော်မိုးသိကိုနေပြည်တော်မှာရှိတဲ့အမရာဟိုတယ်မှာအခန်းယူပေးပြီးလာနေချီကငှားရမ်းပေးခဲ့တာပါတယ်ဒီလိုအချင်းကြကြပေးထားနိုင်တာကသူတို့နှုတ်ရဲ့ပတ်သက်မှုကရိုးရှင်ရမဟုတ်ပဲအတော်လေးနဲ့နယ်နေကြောင်းကိုဖော်ပြနေပါတယ်သူတို့နှုတ်ပေါ်ပေါ်တင်တင်သွားလာနေခြင်းကိုနေပြည်တော်တနယ်လုံးကပါသိရှိနေကြရတဲ့အထိဖြစ်ခဲ့ပါတယ်အနောက်ရှင်ဖြစ်သူဇော်လျောင်းကတရားဝင်ဇနီး ီးရဲ့ရှေ့မှောက်မှာပဲတဏ္ဍာမိုးတိုင်နဲ့ပေါ်တင်တွဲပြီးသွာလာလောက်ဆောင်ခဲ့တဲ့အတွက်ဇနီးတဲ့ပေါ်နာကျင်အောင်ပြုမှုခဲ့တယ်လို့လည်းသတင်းတွေကထွက်လာပါတယ်သူတို့ကမကြာခဏဆိုသလို KTV မှာအဖွဲ့လိုက်မိုးရဲ့တောက်စာပျော်ပါခဲ့တယ်လို့လည်းသတင်းတွေထွက်ပေါ်လာခဲ့ပါတယ်ဆိုလဲရယ်ဇနီးဖြစ်သူကဒီကိစ္စကိုသိရှိချိန်မှာတော့အိမ်တော်တစ်ခုလုံးကိုကယ်တင်ဖို့စ조사ခဲ့ပါသေးတယ်ဇနီးဖြစ်သူကတဏ္ဍာမိုးတိတ်ကိုအိမ်တော်ရဲ့ကိစ္စတွေကနေနောက်ဆုတ်ပေးဖို့ဖြန်းဖြားပြောဆိုခဲ့ပေမဲ့လည်းတဏ္ဍာမိုးတိတ်ဘက်ကနေနောက်ဆုတ်မပေးနိုင်ဘူးလို့ခေါင်းမဆောင်ငင်းဆန်ခဲ့တယ်လို့လည်းသိရပါတယ်နောက်ဆုံးမှာတော့ဇနီးဖြစ်သူဟာသူတို့နေထိုင်တဲ့အမေရာဟိုတယ်အထီးလိုက်လဲချောင်းမြောင်းခဲ့ရမှာဖောက်ပြန်နေသူနှစ် ဦးကိုလက်ပူးလက်ချက်မိကန်ရင်ဖြစ်တယ်လို့သတင်းများကဆက်လက်ဖော်ပြနေပါတယ်အခုလိုမျိုးအင်တော်ရှိမျိုးသားတအုပ်နဲ့ဖောက်ပြန်မှုဒုတိယဇနီးတွေအားမထီမဲ့မြင်ပြမှုတို့ကြောင့်မသူမိတနာမိုးသိအပေါ်ပရိသတ်တရဲ့ဝေဖန်မှုကအဆမတန်မြင့်တက်လာခဲ့ပြီးတော့သူမရဲ့ပြည်ရန်ရည်တည်မှုအပေါ်ပေါ်ပါကြီးမားတဲ့ထိခိုက်မှုတွေဖြစ်ပေါ်လာစေနိုင်ပါတယ်ကဲဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့သတင်းတွေကိုနောက်ထပ်တင်ဆက်ပေးအောင်မှာမို့လို့အမြဲမပြတ်စောင့်ကြည့်ပေးကြပါအောင်နော်ဒီနေ့တော့လောက်နေပဲနှုတ်ဆက်လိုက်ပါတယ်